ရိန်း drone တွေဟာရုရှားနိုင်ငံကကမ္ဘာအကြီးဆုံးတဘာဝဓာတ်ငွေ့စက်ရုံတွေကအဲတခုပေါ်ပေါ့လေကြာရောက်ပြီးတော့စက်ရုံကရက်ဆိုင်သွားခဲ့ရပါတယ်။တနင်္ဂနွေနေ့ကပြစ်လို့လိုက်တဲ့ drone တွေဟာရုရှားနိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ကာဇက်စတန်ရုရှားနဲ့ကာဇက်ဒေသကတဘာဝဓာတ်ငွေ့တွေကိုပြုပြင်တန့်စင်ထုတ်လုပ်တဲ့စက်ရုံကိုထိမှန်ပြီးတော့စက်ရုံရဲ့အစိတ်ပိုင်းတချို့မီးလောင်သွားခဲ့တာပဲဖြစ်ပါတယ်။ အိုရင်ဘတ်လို့ခေါ်တဲ့ရုရှားအစိုးရပိုင်တဲ့ကုမ္ပဏီကလည်းပတ်နေတဲ့ဒီစက်ယုံဟာရုရှားအနေနဲ့ရောကမ္ဘာအတိုင်းအတာအရပါအကြီးမားဆုံးစက်ယုံတွေထဲမှာပါဝင်ပြီးတစ်နှစ်ကိုသဘာဝဓာတ်ငွေအရေးကုဘမီတာ45ဘီလီယံထုတ်လုပ်တဲ့စက်ယုံဖြစ်ပါတယ်။ကာဇက်စ်အာနာပိုင်တွေရဲ့အဆိုအရတော့ဒီ drone တိုက်ခိုက်မှုဟာဆိုလို့ရှိရင်အလုံယုံတစ်ခုကိုထိခိုက်ပြီးတော့မီးလောင်သွားတဲ့အတွက်လုပ်ငန်းတွေရပ်ဆိုင်ထားရပါတယ်။ရုရှားရဲ့စစ်အုံစည်းတွေကိုအဓိက ပံ့ပိုးပေးနေတယ်ဆိုပြီးတော့လောင်စာဆီထုတ်လုပ်မှုတွေကိုယူကရိန်းကမကြခင်လတွေအတွင်းမှာပဲပြစ်မှတ်ထားတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။အောက်တိုဘာလ18ရက်နေ့အိမ်ဖြူတော်မှာအမေရိကန်သမ္မတဒိုနယ်ထရမ့်နဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီတို့တွေ့ဆုံရမှာတော့ယူကရိန်းကတောင်းတဲ့ဒီတာဝေးပစ်ပဲ့ထိန်ဒုံးကြီးတိုမာဟော့ခ်တွေပေးဖို့သမ္မတထရမ့်ကညှင်းဆိုခဲ့ပြီးတဲ့နောက်မှာဒီတိုက်ခိုက်မှုတွေဆက်ရှိနေတာပဲဖြစ်ပါတယ်။